ထိုင်းစာဖာရီဥယျာဉ်မှာခြင်သစ်တွေဝိုင်းဝန်းကိုက်ဖက်လို့တလိမ့်ဆန်ထင်းသင်းရေးဝန်ထမ်းတို့တည်ဆုံးခဲ့ပြီးနောက်တင်းကျပ်စွာစီစစ်နေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရှိစာဖာရီဥယျာဉ်မှာခြင်သစ်တွေရဲ့ဝိုင်းဝန်းကိုက်မှုကြောင့်တလိမ့်ဆန်ထင်းသင်းရေးဝန်ထမ်းတည်ဆုံးသွားခဲ့လို့အသားစားတာရဲတလိမ့်ဆန်တွေထားတဲ့နေရာကိုယာယီပိတ်လိုက်ပြီးလို့တာရဲတလိမ့်ဆန်ထင်းသင်းရေးအရာရှိတွေကကြေညာပါတယ်။စတမဆယ်နှစ်ကအသက်58နှစ်ရွယ်တလိမ့်ဆန်ထင်းသင်းရေးဝန်ထမ်းဂျူရာကာရာဆာမီဆိုသူဟာသူ့ရဲ့ ကားပေါ်ကလည်းခဏတစ်ဖြုတ်အပြင်ကိုထွက်လာချိန်မှာရှင်သိတအုပ်ကခုံပြီးဝိုင်းဝန်းကိုက်ခဲ့တာဖြစ်ပါလေ။အဲဒီနောက်သူဟာတေဆုံးသွားပါလေ။စစ်ဆေးမှုရသူဟာပြင်းထန်တဲ့ပြက်ရှာဒဏ်ရာတွေလဲပင်ကျိုးနာနဲ့သွေးလူကြော်တွေပေါက်ပြဲလို့တေဆုံးတဲ့အထိဖြစ်ခဲ့ပါလေ။အခင်းဖြစ်ပေါ်ရမှာပါဝင်တဲ့ထွက်လို့အမြင်ရတဲ့အသက်ဆင်းနေရချင်းသိဒီဒီကောင်ကဥဆောင်တယ်လို့ယူဆပါလေ။ကျန်ချင်းသိဒီကတော့ဒီကဆောင်းကြည့်ဖို့လောင်းရင်ဒီထဲမှာပိတ်လောင်ထားပါလေ။ ဒီဖြစ်စဉ်ကြောင့်အဲ့ဒီပန်ဝီမှာမွေးမြူထားတဲ့တားရဲ့တိရစ္ဆာန်တွေပေါ်ဘလို့ပြုတ်မှုဆက်ဆံတယ်ဆိုတာအယုံဆိုင်စီစစ်စစ်စင်းမှုတွေပုံပြီးအရှင်ရလာပါလိမ့်အာရှတဝန်အကြီးဆုံးတိရစ္ဆာန်ယုံတွေမှာတစ်ခုလို့ဖော်ပြတဲ့ Safari ကဘာလုံးကဟာလဝိတ်ထူတဲ့ Oral Guden နဲ့ကွင်းဝိုင်းလှည့်ပြီးကစားတဲ့စင်တွေပေါ်ဝင်နေဖြောဖြည့်တင်ဆက်မှုတွေကိုသူတို့ website မှာဖွင့်တင်ခဲ့လို့အငင်းပွားပွဲရာရှိနေတာကြားပြီးဖြစ်ပါလိမ့်တိရစ္ဆာန်ဥဝင်ကလည်းပြုတ်ပြမှုတွေနဲ့တိုးတက်မှုတွေပြီးစီးတဲ့အထိ အဲ့ဒီချင်းသေးတွေထားတဲ့နေရာကိုပိတ်ထားလိုက်ပြီဖြစ်ပါလေ။တရဆိုင်ရုံတွေစစ်စစ်ကြက်ရခြံစည်းရိုးတွေပြက်နေတာတတိပေးဆိုင်ပုတ်တွေမလုံလောက်တာနဲ့ CCTV ကင်မရာရေးအတွက်နှဲပါတာတွေ့ရတယ်လို့ထိုင်းမျိုးသားဥယျာဉ်ဦးစီးဌာနတောရဲတရိတ်ဆန်ထင်းသင်းဆောက်ရှောက်ရေးညွှန်ကြားမှုချုပ်ကပြောပါလေ။တရိတ်ဆန်ရုံဖွင့်လှစ်ပြသဖို့အစိုးရခုပြုမိတ်ကလည်း2024အောက်တိုဘာကတည်းကတက်တန်းကုန်ဆုံးသွားခဲ့ပြီးခုချိန်ထိတက်တန်းတို့ဖို့ဆောင်ရွက်နေသေးတယ်လို့ဆိုပါလေ။ ဒီလိုဖြစ်ဆိုမျိုးနောက်ထပ်မဖြစ်အောင်တိရိစ္ဆာန်ရုံအနေနဲ့ဘေးကင်းလုံခြုံရေးစံနှုန်းတွေလိုက်နာဖို့လိုတယ်လို့ဆိုပါတယ်။ဒါပေမဲ့တိရိစ္ဆာန်တွေရဲ့ဗီဇကိုတော့ဖျောက်ဖျက်လို့မရဘူးလို့လည်းထောက်ပြပါတယ်။ထိုင်းနိုင်ငံမှာခြင်သစ်တွေကိုပုဂ္ဂလိကပိုင်ဆိုင်권ပေးထားပြီးမကြောက်သေးမီနှစ်တွေအတွင်းခြင်သစ်မူမြေခြံတွေအိမ်မွေးတိရိစ္ဆာန်ကဖေးဆိုင်တွေပုဂ္ဂလိကလူနေအိမ်တွေနဲ့တိရိစ္ဆာန်ရုံတွေမှာမှတ်ပုံနေထားတဲ့ခြင်သစ်ပေါင်း900နီးပါးအထိတိုးလာပါတယ်။ ရှင်သွေးလိုမျိုးအနေနဲ့ရှိတဲ့တိရစ္ဆာန်တွေကိုပုဂ္ဂလိကပိုင်ဆိုင်ဝင်လုံးဝရပ်တန့်ဖို့ WFFT ရဲ့တည်ထောင်သူကပြောပါတယ်။ဘေကင်းလိုကျော်ရဲ့လက်ညှိုးချက်တွေရှိတဲ့တိရစ္ဆာန်တွေမှာတော့ဒီလိုဖြစ်ရင်လူတယောက်အိမ်မှာဆိုဘာတွေထပ်ဖြစ်နိုင်မလဲစဉ်းစားကြည့်ပါဗျာလို့ဆိုပါတယ်။